မင်္ဂလာပါရှင်အမတ်ပြည်ရဲ့တနေ့ရညမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေကျွန်မကတော့အစီအစဉ်တက်ဆက်သူမူဝင်ကျဲပါမန္တလေးမြို့ချမ်းမြာတာစင်မြို့နယ်အောင်မေလန်ရဲစခန်းနဲ့မနေမဝေကရွှေဆိုင်ကိုနေကင်းကြောင်တော်ပျောက်ကြားစစ်ယူနီဖောင်းဝဲလူတစုကကားတစ်စီးနဲ့ရောက်လာပြီးဓမြတိုက်လို့ရွှေ23ကျပ်သားနဲ့ iPhone တစ်လုံးပါသွားတယ်လို့သတင်းရရှိပါရစေမန္တလေးမြို့အောင်မေလန်ရက်ွက်103လမ်းနဲ့104လမ်းကြား 55လမ်းပေါ်မှာရှိတဲ့ရွှေဆိုင်တဆန်ကိုအေဗီလာ28ရက်မော်လဲ3နာရီဝန်းကျင်မှာဟွန်ဒိုင်းအင်ဆိုင်အမဲအောင်ကားနဲ့လာတဲ့ပျောက်ကြားစစ်ယူနီဖောင်းဝတ်ဆင်ထားသူတွေအပေါ်ဝင်လူ9ဦးဟာတနက်အတူနှစ်လက်ပြကချိန်ချောက်ဓမြတိုက်သွားတာပါ။ဓမြတိုက်ခံရတဲ့ရွှေဆိုင်ဟာအောင်မင်းလဲရက်စကန်နဲ့မနီမိုးရေးဖြစ်ပြီးအဲ့ဒီအောင်မင်းလဲရက်ကွက်မှာစောစုနဲ့ပြူစောတိတွေကြီးစိုးတောင်းညံ့နေတယ်လို့မြို့ခံတွေကပြောပါရယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်မန္တလေးမှာလူသတ်မှုလူရက်မှုဓမြမှုတွေ ဇက်တိုက်ဖြစ်ပွားနေပြီးစုံစုကကျူးလွန်သူတွေကိုဖမ်းဆီးတာနဲ့တယ်လို့လည်းမြို့ခံတွေကဆိုပါတယ်။တချိန်တည်းမှာပဲစုံစုကမန္တလေးမြို့မှာရှိတဲ့လောင်ကစားသမားနဲ့ထောင်ထွက်တွေကိုယူနီဖောင်းနဲ့လက်နက်ထုတ်ပေးပြီးပြူစောတီသွေတောက်ရရလုံးကြုံရေးစတဲ့စုံစုသစ္စာခန်းလက်နက်ကင်အဖွဲ့တွေဖြစ်ဖွဲ့စည်းကလမ်းပေါ်ဂိတ်ဖွင့်ငွေညှစ်ခွင့်ပေးထားတာပါ။မန္တလေးမြို့မှာဟာအောင်မြင်မျိုးနဲ့အင်ချမ်းမြေရောင်းဝယ်သူအငိမ့်စားပေါ်မကမြို့သမီးကြီးကို အသိမိတ်စေအင်ချမ်းမြေပွဲစားက အင်လိုက်ကြည့်ဖို့ခေါ်ဆောင်က လူသက်လူရက်တပြတ်မှုအေဘီလာ25ရက်ကဖြစ်ပွားခဲ့တယ်လို့တည်ဆုံးသူရဲ့မိသားစုဝင်တွေကပြောပါတယ်။အသိပွဲစားကပသိကြီးမျိုးနယ်ဘက်ကိုအိမ်ပြမယ်ဆိုပြီးမြားခေါ်သွားပြီးတဲ့နောက်အငိမ့်စားပါမကအမျိုးသမီးကြီးစီကနေပိုင်ဆိုင်သမျှတွေကိုရိုက်နှက်တပြတ်ပြီးလူရက်ယူဆောင်သွားတာလို့တည်ဆုံးသူရဲ့မိသားစုဝင်တူကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ သေဆုံးသူကအသက်66နှစ်အရွယ်အငိမ့်စားပါမခဒေါက်တာထွထွေးဆိုသူဖြစ်ပြီးတကူတဲ့အပြိုကြီးဖြစ်ကအင်ချက်မြေအယောင်းဝယ်လုကင်သူဖြစ်ပါတယ်လူသက်လူရဲမှုကျွလွန်သူကိုစိုးစုကဖမ်းဆီးနိုင်ခြင်းရှိမရှိကိုတော့ MMB အနေနဲ့မသိရသေးပါဘူး။အာနာသိမ်းပြီးတဲ့နောက်မန္တလေးမှာလူသက်မှုလူရဲမှုဓမြမှုတွေစတိုက်ဖြစ်ပွားနေပြီးစိုးစုကကျွလွန်သူတွေကိုဖမ်းဆီးတာနဲ့တယ်လို့လည်းမြို့ခံတွေကပြောပါတယ်။ လက်ရှိမန္တလေးမြို့မှာတော့ဆိုဆိုလက်နက်ကိုင်တွေဖြစ်တဲ့ပြူစောတီသွေးတောက်တွေနဲ့ရဲရွာလုံးချုံရဲ့အမိခံအပြာယူနီဖောင်းဝတ်တွေကြီးစိုးတောင်းညံ့နေပြီးရက်ွက်တိုင်းမှာရုံးတွေရှိသလိုလမ်းပေါ်ဂိတ်ဖွင့်ငွေညစ်တာတွေလည်းနေရာတိုင်းနှိပါလုံနေတယ်လို့မြို့ကန်တွေကပြောပါတယ်။မကွေးတိုင်းမင်းမှုခရိုင်စေတုထရာမြို့နဲ့ရခိုင်ရုံးမတောင်ချင်းမှာရှိတဲ့လုံးစုံရွာကိုစိုးစုကဘုံကျဲတိုက်ခိုက်လို့နေ90ကျော်မိလောင်ပြကြသွားတယ်လို့မင်းမှုခရိုင်တရင်တုံးတာဝန်ရှိသူတို့ကပြောပါတယ်။ ။နှုံးစွန်ရွာဟာအရှိုချင်းရွာဖြစ်ပြီးအင်ချေတရာခန့်ရှိကအင်ချေထွက်ဝက်ကျော်မိလောင်ပြကြသွားခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီရွာကိုစိုးစုဟာအေဗီလာ24ရက်ညပိုင်းမှာဘုံကျဲတိုက်ခိုက်သွားတာဖြစ်ပါရယ်။စိုးစုကလုံးစုံရွာကိုပေါင်900ဘုံနှလုံးကြဲချတိုက်ခိုက်မှုကြောင့်နေအိမ်တွေမီးလောင်ပြကျသွားပေမဲ့လူထိခိုက်ဒေဆုံးတာတော့မရှိဘူးလို့ဆိုပါရယ်။မကွေးတိုင်းမြိုင်နယ်ပေါ့နယ်မှာရှိတဲ့စပေးရှောင်းစကန်ကပြည်သူတွေတောက်တုံးရဲ့အခက်အခဲကြုံတွေ့နေရပြီး ရေးရရှိဖို့နှစ်မိုင်သုံးမိုင်ထိအောင်သွားပြီးတဲယူတောက်သုံးနေကြရတယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရယ်စောစုပြစောတိထိုင်စကန်တွေနေမှာရှိတဲ့မြိုင်နယ်ပေါက်နယ်မှာရှိတဲ့ကြေးရွာတွေကပြည်သူတွေဟာစောစုရဲ့လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာမြေပြင်စစ်ကြောင်းတို့ဖမ်းဆီးတပ်ဖြတ်တာတွေကြောင့်နေရက်ဆွန့်ခွာပြီးတောတိုက်တွေထဲနေထိုင်ကြတာနှစ်ချီကြာမြင့်နေပြီးအခုနဲ့နေရာဒီမှာတောက်သုံးရဲ့အခက်အခဲတွေကြုံတွေ့နေရတယ်လို့မြိုင်နယ်ကစပေးရှောင်တွေကိုကုညီရေးလှုပ်ဆောင်ပေးနေသူတို့ကပြောပါရယ် ဆောဆုနဲ့ပြူစောရီရန်ကြောင့်နေရက်ဆုံးကွာထွက်ပြေးနေရပြီးနီးစက်ရတောတိုက်တွေမှာဖြစ်သလိုနေထိုင်နေကြတဲ့မြိုင်နယ်ကျေးရွာ၃ရွာခန့်ရှိပြီးအဲ့ဒီတဲကအိမ်အောင်စု၁၅၀ခန့်ရှိတဲ့စစ်ပေးဆောင်စကန်တောတိုက်ကနေတောက်သုံးရီရရှိဖို့ရေတွင်းနှစ်တွင်းကိုအဓိကအားထားရနေရတယ်လို့ဆိုပါတယ်။အဆိုပါရေတွင်းနှစ်တွင်းဟာအတောင်၂၀ခန့်အနက်ထိတူးထားရပြီးရေရရှိဖို့ညာလုံးပေါင်းဆောင်ဆိုင်ခတ်ယူသုံးဆွဲနေရတဲ့အကြောင်းလုံလောက်မှုမရှိဘူးလို့ဆိုပါတယ်။ မြိုင်နယ်တောင်ပိုင်းမှာတွင်းမနဲ့သိရက်ကပူစောဒီစကန်နှစ်ခုရှိပြီးအဲ့ဒီပူစောဒီစကန်တွေကနေလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာမြေပြင်စစ်ကြောင်းထွက်လာပြီးကျေးရွာတွေကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေရှိရာကြောင်းအနီးအနားမှာရှိတဲ့ကျေးရွာတွေအားလုံးကဒေသခံတွေဟာရွာထဲမှာမနေရဘဲတင်းရှောင်ထွက်ပြေးနေကြပြီးအခုလိုအခက်အခဲတွေကြုံတွေ့နေရတာလို့မြိုင်နယ်ကစပေးရှောင်တွေကိုကုညီးလှုပ်ဆောင်နေသူတို့ကပြောပါတယ် မြိုင်နယ်နေတူပေါ့နယ်ထဲမှာလဲပြူစောတိနယ်စိုးစုအထိုင်စကန်16ခုရှိကနယ်မြေရဲစကန်မြိုင်နယ်ရဲစကန်အထိုင်အဖြစ်၄ခုရှိကတခြားဗျူဟာကုန်းအထိုင်စကန်တွေလည်းရှိနေပြီးစုစုပေါင်းစိုးစုပြူစောတိအထိုင်စကန်20ကျော်ရှိတယ်လို့ပေါ့နယ်လူသားချင်းစာနာအဖွဲ့တောင်းခံကိုပီကေကပြောပါတယ်။အဲ့ဒီစိုးစုပြူစောတိစကန်တွေနဲ့နှီးဆက်တဲ့ကျေးရွာပေါင်း40ခန်းကအိမ်အောင်စု3000လူဦးရေ2000ခန်းဟာ နေရက်စွန်ခွာပြီးနေဆက်ရတောတိုက်တွေထဲတိမ်းရှောင်နေကြတာနှစ်နဲ့ချီကြာမြင့်နေပြီးနှစ်စဉ်နွေရသည့်ရောက်တိုင်းတောက်သုံးရင်အခက်ခဲကြုံတွေ့နေရတယ်လို့ဆိုပါရယ်စပေးရှောင်ကျေးရွာ40ခန်းကစပေးရှောင်စခန်းခုနှစ်ခုမှာရေအခက်ခဲရှိနေပြီးတကြံအပြီးမှာမိုးရွာတာကြောင့်လက်တလုံးမှာစပေးရှောင်စခန်း3ခုမှာပဲရေအခက်ခဲကြုံတွေ့နေရတယ်လို့ဆိုပါရယ်ဇေဥစုနဲ့ပြူစောဒီယန်ကြောင့်ထွက်ပြေးတိမ်းရှောင်လာရတဲ့ကျေးရွာတွေကပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကပြီးခဲ့တဲ့နှစ်တွေမှာရေတွင်အတွက်ကူညီထောက်ပံ့ပေးတာမျိုးရှိခဲ့ပြီးအခုနှစ်မှာတော့မြို့နယ်အတွင်းကရရှိတဲ့အခွန်900ခန်းလုံးကိုအလို့အဆုံဖြစ်တဲ့နေရာတွေကိုကူညီလှုံ့ဆော်ပေးနေတယ်လို့ဆိုပါရယ်။ငလင်ကယ်ဆယ်စကန်နဲ့ငလင်ဘေးတင်ကျေးရွာတချို့မှာတောက်သုံးရင်လိုအပ်နေပြီးတချို့ကယ်ဆယ်စကန်တွေမှာတောက်သုံးရင်မတန့်ရှင်းတာနဲ့လုံလောက်တဲ့အင်တာတွေမရှိရကြောင်း ဝမ်ယောဂလိုကျန်းမာရေးပြဿနာတွေကြုံတွေ့နေရတယ်လို့ကုညီထောက်ပံ့ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်။စကိုင်းမြို့ကိုဗဟိုပြုပြီးအင်အား9.8အဆင့်ရှိတဲ့ငလင်လှုပ်ခတ်မှုဟာအေဘီလာ28ရက်မနေ့ကတလားပြည့်ခဲ့ပြီဖြစ်ပေမဲ့ငလင်ရဲ့ဘိုးကျမအေရီးယားတွေဖြစ်တဲ့မန္တလေးစကိုင်းမှာရှိတဲ့ငလင်ပေးသိမ့်ပြည်သူတွေဟာကျန်းမာရေးဆောက်ရှောက်မှုအပအဝင်အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။ ကျမ်းမာရေးပြဿနာအပအဝင်ကုညီထောက်ပံ့ရေးလိုအချက်တွေရှိနေဆဲဖြစ်ပေမဲ့တချို့သောကယ်ဆယ်စကန်တွေမှာအဲ့ဒီကိစ္စရပ်တွေကိုစကန်တာဝန်ခံတွေကဖုံးကွယ်ထားပြီးငလင်ပေးတဲ့ပြည်သူတွေကိုဓာတ်ရိုက်ထိတွေ့လူဒန်းခွင့်ကိုလည်းကန့်သက်ထားတယ်လို့ကယ်ဆယ်စကန်တချို့ကိုကိုယ်တိုင်ရောက်ရှိကြုံတွေ့ခဲ့ရသူတို့ကပြောပါတယ်ငလင်ဘေးတံတွေဒါနဲ့ဘေးတင်ပြည်သူတွေအတွက်ကုလသမဂ္ဂအပေါင်းရဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့အလူငွေတွေဒေါ်လာတန်းနဲ့ချီစုပ်စုထံ ထောက်ပံ့ကူညီလှူဒန်းထားခဲ့ပေမဲ့လက်ရှိအချိန်ထိအဆိုပါအထောက်ပံ့တွေနဲ့ဆက်ဆက်တဲ့ကူညီမှုမျိုးငလင်ဘေးသင့်ပြည်သူတွေအများစုမရရှိကြသလိုစားနပ်ရိက်ကပေးဝေရေးတွေမှာလည်းငလင်ဘေးမသင့်သူတွေပါရရှိနေတဲ့အပေါ်မျိုးကံပြည်သူတွေကဝေဖန်ပြောဆိုမှုတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုအထောက်ပံ့ပစ္စည်းတွေကိုငလင်ဘေးတန်တဲ့ပြည်သူတွေမရရှိပဲငလင်တန်ဆိုးဆိုးရွားရွားမခံစားပဲငလင်ဘေးကလုတ်ကင်းတဲ့သူတွေလက်ထက်မှသာအဆိုပါအရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းတွေရောက်ရှိနေတာတွေ တွေ့ရှိခဲ့ရတယ်လို့မြေပြင်ကူညီကယ်ဆယ်ရေးလှုံ့ဆော်ပေးနေသူတူကအမတ်ပီကိုပြောပါရယ်။စကိုင်းနိုင်ကမလူမျိုးနဲ့ရွှေဘုံမြကျင်းနာကလန်ပေးမှာရှိတဲ့ပေကျင်းနဲ့ငပြောတိုင်းရွာမှာအထိုင်ကျတဆဲထားတဲ့စိုးစုနဲ့ပြူစော်တီပူပေါင်းဖွဲ့ဟာအနေဝင်ကြံကကြေးရတို့ကိုဝင်ရောက်ဆင်းနေပြီးအပိုးတံပစ္စည်းတွေကိုလူရဲယူဆောင်သွားကြတယ်လို့ဒေသခံသတင်းမြစ်တချို့ကပြောပါရယ်။ကမလူမျိုးနဲ့အတွင်းနှစ်လနီးပါးကြာစကြောင်းထုံးမှုရှိပဲငြိမ်သက်နေတဲ့စိုးစုနဲ့ပြူစော်တီပူပေါင်းဖွဲ့ဟာ ခုံးသာရွာအနေဝန်းကျင်ကျေးရွာတွေကိုအေဘီလာ25ရက်ကစပြီးစင်းနေဝင်ရောက်လူရက်တာဖြစ်ပါတယ်။ဒါအပြင်အေဘီလာ28ရက်မှာလည်းခုံးသာရွာကွက်တကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလည်းရှိပြီးအရင်အကြိမ်တွေဝင်ရောက်စင်းနေစဉ်ကလည်းဇက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ခုံးသာရွာဟာဆောဆုနဲ့ပြူစောတီပူပေါင်းအဖွဲ့တွေအထိုင်ချထားတဲ့မှတ်ပြောတိုင်းနဲ့ပေကြီးရွာကြားမှာတည်ရှိတဲ့ရွာဖြစ်ပါတယ်။အခုနှစ်အစောပိုင်းကစပြီးရွှေဘုံမြကြီးနားကားလမ်းပေါ်မှာရှိတဲ့ ေကြီးနဲ့ငပြောတိုင်းရွာတွေမှာစုပ်စုနဲ့ပြူစောတီပူပေါင်းအဖွဲ့တွေကအထိုင်ချတက်ဆွဲထားတာဖြစ်ပါတယ်။ချင်းပြည်ဖလန်းမြို့နယ်ဝေပူလာမြို့ကိုညဘက်အိမ်မောကျနေတဲ့အချိန်စုပ်စုကလေကြောင်းအသုံးပြုဘုံကျဲတိုက်ခိုက်လို့ခလေးငယ်အပါအဝင်ဒေသခံပြည်သူ၆ဦးဒဏ်ရာရရှိခဲ့ပြီးဖះကြောင်းအပါအဝင်နေ15လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတရင်းမြစ်တွေကအမှတ်ပြုကိုပြောပါရတယ်။စုပ်စုတက်ဟာအဆိုပါမြို့ကိုအေပီလာ28ရက်ညပိုင်းမှာ ဘုံကျဲတိုက်ခိုက်တာဖြစ်ပြီးအသက်နှစ်နှစ်အရွယ်ရင်ခွင်ပိုက်ကလေးငယ်ကလေးငယ်ရဲ့မိခင်ဖြစ်သူနဲ့အမျိုးသား၄ဦးစုစုပေါင်း6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကဖခင်အကြောင်းပောင်ဝင်နေ15လုံးမိလောင်ပျက်စီးခဲ့တယ်လို့ဒေသခံသတင်းမြစ်တူကပြောပါရယ်ထိခိုက်ဒဏ်ရာသူတွေရဲ့ဒဏ်ရာအခြေအနေကတော့အသက်အနည်းရဆိုရင်ရတာမျိုးမရှိဘူးလို့ဆိုပါရယ်ဒီလိုဆိုးစုကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာဟာဝေပူလာမြို့မှာတိုက်ပွဲဖြစ်ပွားတာမရှိပဲ နန်နမိတ်ချင်းထိဆက်နေတဲ့ကလေးမျိုးတောင်ပိုင်းမှာတိုက်ပွဲဖြစ်ပွားနေရကြောင်းဘုံကျဲတိုက်ခိုက်တာဖြစ်ပြီးတော့ဒေသခံတွေအားလုံးနေရမပြောင်းနိုင်သေးတဲ့အကြောင်းအထိခိုက်နေခဲ့တာလို့ဖလန်းမျိုးဒေသခံအမျိုးသားတို့ကပြောပါရယ်ဖလန်းမျိုးနယ်ဝေဘူးလာကျေးရွာဟာကလေးမျိုးနယ်တောင်ပိုင်းနဲ့နန်နမိတ်ချင်းထိဆက်နေတဲ့မြို့တစ်မြို့ဖြစ်ပြီး2023ခုနှစ်ဧပြီလ10ရက်မှာစောစုကဝေဘူးလာမျိုးစာတင်ကြောင်းအနည်းကိုဘုံကျဲတက်ဖြတ်တာကြောင်းကျောင်းဆရာကြီးအပါဝင်ဒေသခံကိုဦးတည်ဆုံခဲ့ပါသေးတယ် ဆက်သက်လေဒီဟာတနအိမ်ပိုင်း60နေပါထီလင်းမြအောင်ပြန်တန်းနိုင်တယ်လို့အလေးချိန်240ကီလိုဂရမ်ထီတည်ဆောင်နိုင်ပါတယ်။မြင်းပေ18000ထီလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့ဒီပြူပါ။အင်ဂျင်ဆက်တန်ပန်ကာဇန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါဆက်သက်လေးဒီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ။